ကတင်ဆက်ပါဒီနေ့အော်တိုဘလာ22ရက်နေ့အတွက် People's Bank ရဲ့အနိုင်ငံတကာသတင်းတွေကိုနားဆင်ရမှာပါဒီနေ့အတွက်သတင်းတွေကတော့တရုတ်လေတပ်ထက်အိန္ဒိယလေတပ်တာသွားပြီဆိုတဲ့သတင်းကိုတရုတ်တုံ့ပြန်တဲ့သတင်းဖြူထိုင်းပါတီအကြီးအကဲအဖြစ်ကနေဖေထောင်တန်းနှုတ်ထွက်တဲ့သတင်းနဲ့ဗြိတိန်ရဲ့တာဝဲပြည့်ဒုံးကြီးကိုတုံးပြီးရုရှားဓာတ်ပစ္စည်းစက်ရုံကိုယူကရိန်းဖျက်ဆီးတဲ့သတင်းဒီသတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါရှင်လေတပ်ရဲ့စွမ်းအားကိုအဆင့်သတ်မှတ်တဲ့အခါမှာစာရွက်တွေပေါ်ကအချက်အလက်တွေကိုကြီးအောက်ကိုနေလို့မရဘူးလို့ တရုတ်အစိုးရသတင်းဌာနကဝေဖန်ခဲ့ပါတယ်။ကမ္ဘာပေါ်ကအစွမ်းအားအထက်မြတ်ဆုံးလေတပ်တွေဆင်းမှာအိန္ဒိယကတရုတ်ကိုကြော်တက်ပြီးတတိယနေရာရောက်ရှိလာတဲ့ပေါ် Global Time သတင်းစာကအခုလိုတုံ့ပြန်ခဲ့တာပါ။ပြီးခဲ့တဲ့သတင်းပတ်တုန်းက World Directory of Modern Military Aircraft WDMMA ကထုတ်ပြန်တဲ့အစီရင်အရအိန္ဒိယဟာအမေရိကန်နဲ့ရုရှားပြည်ရင်ကမ္ဘာပေါ်မှာစွမ်းအားအမြင့်ဆုံးလေတပ်ကိုပိုင်ဆိုင်လာကြောင်းသိရပါတယ်။ Newsweek သတင်းဌာနမှဖော်ပြခဲ့တဲ့အဲ့ဒီအဆင့်သတ်မှတ်ချက်ဟာ တရုတ်လူမှုကွန်ရက်သုံးဆွဲသူတွေကြောင့်မှအတော်လေးစွစွညံ့ညံ့ဖြစ်စေခဲ့ပါတယ်။ WDMMA ဟာနိုင်ငံပေါင်း၁၀၃ခုရဲ့ဂျီတက်၊ရေတက်၊လေတက်တွေစီကလေကြောင်းတက်ခတ်ရေးစွမ်းဆောင်ရည်တွေကိုလေ့လာစောင့်ကြည့်ပြီးအခုလိုစည်ရင်းတွေသတ်မှတ်ထုတ်ပြန်တာလို့ Newsweek ရဲ့အဆိုအရသိရပါတယ်။ Newsweek ကတရုတ်ကိုကြော်ပြီးအိန္ဒိယကစွမ်းအားတတိယအကြီးမားဆုံးလေတက်ကိုပိုင်ဆိုင်လာတယ်ဆိုတာဟာအန်အောစရာစစ်ရေးအခင်းကျင်းအရေးတစ်ခုဖြစ်တယ်လို့ရေးသားထားခဲ့ပါတယ်။ American ဟာကမ္ဘာအားအကောင်ဆုံးလေတက်ကိုပိုင်ဆိုင်ထားပြီး ရုရှားကဒုတိယလိုင်းနေကြောင်းတတိယနေရာကိုအိန္ဒိယကတလန်းလာတာဟာအာရှရဲ့မဟာဗျူဟာအခင်းကျင်းမှာကြီးမားတဲ့အလှည့်ပြောင်းတစ်ခုလို့ဆိုနေကြောင်း Newsweek ကအမှတ်ချက်ပေးထားပါတယ် Global Times ကတော့တရုတ်လေကြောင်းပညာရေးဆိုင်ရာပညာရှင်တွေရဲ့အဆိုရင်းသဘောထားအမြင်တွေကိုကိုးကားပြီး Newsweek ရဲ့သတင်းနဲ့ပတ်သက်လို့တုံ့ပြန်ဝေဖန်လာခဲ့တာဖြစ်ပါတယ်တရုတ်ရဲ့အစီရေသူတေတူဖြစ်တဲ့ဂျန်ဂျူရှီကဒီလိုမျိုးသူတေတနာအဖွဲ့အစည်းတွေကထုတ်ပြန်တဲ့အစင်းသတ်မှတ်ချက်တွေဆိုတော့ကတိတ်ပြီးအလေးထားစရာမလိုဘူးလို့ Global Times ကိုပြောခဲ့ပါတယ်။တကယ်တက်ခတ်ရေးစွန့်ရေးဆိုတာကစစ်မြေပြင်မှာမလုပ်နိုင်တယ်ဆိုတဲ့အပေါ်ပဲမူတည်ပြီးစာရွက်ပေါ်ကအစင်းတွေနဲ့အတိုင်းတာလို့မရဘူးလို့သူကပြောပါတယ်။ WDMMA ဟာလေတက်တွေရဲ့အဆင့်ကို Trooper Rating ဆိုတဲ့တွက်ချက်မှုတစ်ခုနဲ့သတ်မှတ်တာဖြစ်ပါတယ်။အဲ့ဒီအဆင့်ဟာလေတက်တစ်ခုရဲ့စုစုပေါင်းတက်အင်အားခင့်တဲ့အညီအဆင့်မြင့်တင်နိုင်စံတည်ယူပို့ဆောင်မှု ပြည့်ခုပေးနိုင်မှုကာကွယ်ရေးစတဲ့စွန့်ရေးတွေပေါ်ချုံငေါအမှတ်ပေးတာလို့ဆိုပါတယ်။ ဒီတော့လင်းရဲ့အရထွက်ပိုင်ဆိုင်မှုတစ်ခုသေးတော်မှာပဲအရေးအသွေးနဲ့ကွဲပြားတဲ့ပေါင်းစပ်မှုတွေအလုံးပေါ်မူတည်ပြီးအဆင့်တမကြောင်း WDMMA ကပြောပါတယ်လက်နက်ကအဖွဲ့တစ်ခုစီရဲ့လေကြောင်းစစ်စစ်ရေးအင်အားကိုတန်းစီကျင်တော့ American Leader American ရေတပ် Russia Leader American G တပ် American Marine တပ် India Leader တရုတ် Leader ဆိုပြီးအဆင့်လိုက်ရှိနေပါတယ် Trooper Rating မှာဖော်ပြခဲ့မှုရ India Leader မှာ၄ရင်6916စီးပိုင်ဆိုင်ထားပြီး တရုတ်လီတက်က3833စီပိုင်ဆိုင်တယ်လို့သိရပါတယ်။တရုတ်လီတက်ထက်အိန္ဒိယလီတက်ကပိုမိုအားကောင်းနေတယ်ဆိုတဲ့ news feed သတင်းကိုအိန္ဒိယမီဒီယာတွေကလည်းအထူးတလဲဖော်ပြခဲ့ကြပါတယ်။အိန္ဒိယသတင်းဌာနတစ်ခုဖြစ်တဲ့ DNA ကတရုတ်ဟာကမ္ဘာပေါ်မှာအတောက်တင်းဆုံးထိတ်ဆုံးလီတက်3ခုစီးရင်တဲ့ကနေဖိထုတ်ခံခဲ့ရပြီလို့အရေးသားထားခဲ့ပါတယ်။အိန္ဒိယလီတက်ရဲ့လေယာဉ်ပိုင်ဆိုင်မှု1916စီးရဲမှာ31.6ရာခိုင်နှုန်းကအတိုက်လေယာဉ်တွေ29ရာခိုင်နှုန်းကအရေဟတ်ယာဉ်တွေ 27ဒသမ8ရာခိုင်နှုန်းကအမောင်းတင်လေရင်တွေဖြစ်ပြီးအဲ့ဒီလေရင်တွေကို American Russia တို့အပါအဝင်ကွဲပြားတဲ့အရင်းမြစ်တွေကနေဝယ်ယူထားကြောင်းဒါဟာရှုပ်ထွေတဲ့ပထဝီဝင်နိုင်ငံရေးဆိုင်ရာတောင်းဆိုမှုအစိန်ခေါ်မှုတွေကိုလိုက်လျောညှိထွေကန့်တွဲနိုင်အောင်ပြင်ဆင်ထားတာမှန်မြင်သာစေကြောင်း WDMMA ကသုံးသပ်ထားပါရှင်။ထိုင်းဝန်ကြီးချုပ်အဖြစ်ကနေဖေရှားခံရသူဖေထောင်တန်ရှင်နဝတ်ဟာဖြူထိုင်းပါတီအကြီးအကဲအဖြစ်ကနေနှုတ်ထွက်သွားခဲ့ပါတယ်။ ေထောင်တဟာကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်ဟွန်ဆန်နဲ့အလို့သဘောဖုံးပြမှုတစ်ခုအတန်ဖိုင်ပေါက်ကြားလာရကနေပြဿနာတက်ခဲ့ဘူးသူပါသူရဲ့လုပ်ရဟာဝန်ကြီးချုပ်တူရဲ့ကျင်းဝတ်ပိုင်းကိုဘောင်းကျော်ချုပ်ဖောက်ခဲ့တယ်လို့ထိုင်းအခြေခံဥပဒေခုံရုံးကအဆုံးဖြတ်ပြီးဖေထောင်တကိုဝန်ကြီးချုပ်အဖြစ်ကဖယ်ရှားခဲ့ပါတယ်ထိုင်းကမ္ဘောဒီးယားနယ်စပ်အငင်းခုံနဲ့ပတ်သက်ပြီးဖေထောင်တရဲ့အကိုင်းတွဲပုံတွေဟာနီလန့်မကြဘူးလို့လည်းခုံရုံးကစစ်ဆွဲခဲ့တာပါအဲ့ဒီနောက်ဆက်တွဲအဖြစ်သူဖာကင်ဝန်ကြီးချုပ်တက်စင်ချနာဝုတ်ကိုတိုင်ထူထောင်ခဲ့တဲ့ဖြူထိုင်းပါတီဦးဆောင်တဲ့ ညွန်ပေါင်းအစိုးရလည်းပြည့်ပြဲသွားပြီးလွတ်တော်ထဲမှာအ धिक အတိုက်ခံဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။အော်တိုဗလာ22ရက်မှာတော့ဖေးထောင်တန်ကသူဟာဖြူထိုင်းပါတီအကြီးအကဲတာဝန်ကနေနှုတ်ထွက်ပြီးဆိုတဲ့အကြောင်းတရားဝင်ထုတ်ပြန်ခဲ့ပါတယ်။လာမယ့်ရွေးကောက်ပွဲမတိုင်ခင်ပါတီမှာအလုံးစုံပြင်ဆင်ပြောင်းလဲမှုတွေဖြစ်ထွန်းလာစေဖို့ရည်ရွယ်ပြီးအခုလိုဆုံးဖြတ်ခဲ့တယ်လို့ဖေးထောင်တန်ကဆိုပါတယ်။အဲ့ဒီအပြောင်းလဲတွေကိုလုံးဝအချိန်မဆိုင်ပဲအကောင့်ထဲပေါ်သစ်နေပြီလို့သူယုံကြည်ကြောင်းဒါကြောင့်လဲသူဟာပါတီအကြီးအကဲအဖြစ်ကနှုတ်ထွက်ဖို့ဆုံးဖြတ်ခဲ့ကြောင်း ဒါမှသာပါတီအနေနဲ့လမ်းသစ်ဖောက်ဖို့ပိုပြီးအကောင်းအောင်တိဆောက်ဖို့အားထုတ်ရမှာအနာအခွဲကင်းလာပြီးပြည်ပြည်စုံနဲ့စုဖွဲ့မှုဖြစ်လာနိုင်ကြောင်းဖေးထောင်တန်ကသူ့ရဲ့ထုတ်ပြန်ချက်ထဲမှာမှတ်ချက်ပေးထားခဲ့ပါတယ်။ခေါင်းဆောင်နေရာကနှုတ်ထွက်ပေးလိုက်ပေမဲ့သူဟာဖြူတိုင်းပါတီထဲမှာဆက်ရှိနေမှာဖြစ်တယ်လို့ဖြူတိုင်းမိသားစုရဲ့အကြီးအကဲအနေနဲ့လည်းဆက်လက်တောင်းဝန်ယူနေမယ်လို့ပြောပါတယ်။သူဟာပြည်သူတွေအတွက်အပတ်တကုတ်စူးစမ်းအားထုတ်ပေးနေတဲ့ပါတီရဲ့ခေတ်သစ်တစ်ခုကိုတည်ထောင်ရမှာ။ အုတ်တချက်သေးတဲ့ခွင့်ကိုကြီးပန့်ပိုးပေးသွားမယ်လို့ဖေတောင်တန်ကဆိုပါတယ်။ဖေတောင်တန်ဟာထိုင်းဝန်ကြီးချုပ်ဖြစ်တဲ့နှစ်လောက်တောင်းဝန်ထမ်းဆောင်ခဲ့တဲ့နောက်ဩဂတ်လမှာခုံရုံးဆုံးဖြတ်ချက်အရရာထူးကနေဖေရှားခံခဲ့ရတာဖြစ်ပါတယ်ရှင်။ဗြိတိန်ကထောက်ပံ့ပေးတဲ့ဤပညာမြင့်တာဝဲပြခရစ်စတုန်ကြီးကိုအသုံးပြုပြီးရုရှားဓာတ်ပစ္စည်းစက်ရုံတစ်ခုကိုယူကရိန်းကတက်ခိုက်ဖျက်ဆီးခဲ့ကြောင်းသိရပါတယ်။ယူကရိန်းစစ်တပ်က Strom Shadow ဒုံးကြီးကိုအသုံးပြုခဲ့တဲ့အဲ့ဒီစစ်စင်ဟာပြတ်မှတ်ကိုအအောင်မြင်မြင်ထိခိုက်ပျက်စီးစေခဲ့တယ်လို့ပြောပါတယ်။ စထရမ်ရှယ်ရိုဒုံးဂျီဟာရုရှားရဲ့လေကြောင်းကာကွယ်ရေးစနစ်တွေထောက်လန်းနိုင်မှုကိုရှောင်ရှားပြီးပြင်းမဲ့စီရောက်ရှိခဲ့တယ်လို့ယူကရိန်းကအောက်တိုဘာ22ရက်နေ့မှာပြောကြားခဲ့ပါတယ်။ယူကရိန်းကရုရှားရဲ့ရေနံကျစက်ရုံနဲ့ဓာတ်ထုစက်ရုံတွေကိုပြင်းမှတ်ထားဖျက်ဆီးနေတာဟာရုရှားစီးပွားရေးအတွက်အကြီးမားတဲ့ထိုးနှက်ချက်တစ်ခုဖြစ်လာစေတယ်လို့စစ်ရေးသူတွေအသီးတွေကသုံးသပ်ကြပါတယ်။စစ်စိတ်ထောင်းနေတဲ့ရုရှားဟာရေနံတင်ဖို့ရောင်းချမှုတွေကနေပြည်ပဝင်ငွေအ धिक ရှာဖွေနေပေမဲ့ယူကရိန်းရဲ့တိုက်ခိုက်မှုကြောင့်ပြည်တွင်းမှာတောင်စွမ်းအင်ပြက်လက်မှုပြဿနာတွေကြုံလာနေရပါတယ်။ ယူကရိန်းစစ်တပ်ကအလုံးမကွန်ရဲ့မီဒီယာအိတ်စ်မှာအော်တိုဗလာ22ရက်နေ့ကအရေးသားကြေညာထားရမှာတော့ brick မြို့မှာရှိတဲ့ဓာတုပစ္စည်းစက်ရုံကို storm shadow ဒုံးကျင်နဲ့တိုက်ခိုက်ခဲ့ကြောင်းအဲ့ဒီစက်ရုံဟာဂျူဂျော်တူရုရှားနိုင်ငံရဲ့စစ်မှတ်ရေးရာစမှုကဏ္ဍအတွက်အရေးပါတဲ့အဆောက်အအုံတစ်ခုဖြစ်ကြောင်းဖော်ပြထားပါတယ်ယူကရိန်းစစ်ပွဲမှာရုရှားစစ်တပ်အုံချနေတဲ့ရန်မုတ်ဖောက်ခွေရေးပစ္စည်းတွေနဲ့ဒုံးကျင်လောင်စာတွေကိုအဲ့ဒီစက်ရုံကနေထုတ်လုပ်ပေးနေတာလို့လဲယူကရိန်းကစစ်ဆဲခဲ့ပါတယ် ရုရှားဘက်ကတော့ BRICS ဓာတ်ရုပ်ပစ္စည်းစိတ်ယုံတက်ခိုက်ခံရတဲ့ကိစ္စပေါ့ဘာမှချမ်းမမပေးသေးပါဘူးဒါပေမဲ့အော်တိုဗလာ22ရက်အာရုံမတက်ခင်မှာရုရှားဟာယူကရိန်းရဲ့မြို့တော်ကိယက်ကို drone တွေဒုံးကျည်တွေအသုံးပြုပြီးညလုံးပေါက်လေကြောင်းတက်ခတ်မှုတွေလှုပ်ဆောင်ခဲ့ပါတယ် Storm Shadow ဒုံးကျည်တွေကို Britain နဲ့ပြင်သစ်စစ်တပ်တွေကအသုံးပြုပြီး Britain version ကတော့တိုက်လေယာဉ်ပေါ်ကနေပစ်ခတ်ရတာဖြစ်ပါတယ်ပြင်သစ်မှာတုံးနေတဲ့မျိုးခွဲကတော့တိုက်လေယာဉ်တွေအပြင်ပြင်သစ်ရေတပ်ရဲ့ရေပေါ်နဲ့ရေငုပ်သင်္ဘောတွေပေါ်မှာပါတက်ဆင်နိုင်ပါတယ် စထရမ်ရှယ်ရိုဒုံးကျည်တစဉ်ကိုတိုက်လျင်ပေါ်ကနေပြစ်ခတ်လိုက်တဲ့အခါရေဒါတွေကထောက်လန်းနိုင်စွမ်းမရှိတော့တဲ့အနိတ်မျိုးကနေလမ်းကြောင်းရှာပြီးပြင်မဲ့စီပြန်တမ်းပါတယ်။လမ်းခီးတစ်ချောက်ကအတားစီတွေကိုရှောင်ကွင်းဖို့အတွက်အဲ့ဒီဒုံးကျည်ဟာကဘာလုံးဆိုင်ရာမြေပုံစနစ် GPS နဲ့ပတ်ဝန်းကျင်မြေမျက်နှာတွင်ပြင်အာရုံခံစနစ်တွေကိုအသုံးပြုပါတယ်။ပြီးတော့ဒုံးကျည်ထိပ်ဖို့မှာတက်ဆင်ထားတဲ့ကင်မရာကအမှန်တကယ်တက်ခတ်ခြင်းနဲ့ပြင်မဲ့ဟုတ်မဟုတ်နောက်ဆုံးအတိပြုပြီးတော့မှပြင်မဲ့ကိုဖျက်ဆီးတာဖြစ်ပါတယ်။ အဲ့ဒီဒုံးကြီးတွေဟာပေါင်900ကျော်လေးတဲ့ထိပ်ဖူးကိုတည်ဆောင်ပြီးမိုင်340ကျော်လောက်ထိခရီးပေါအောင်ပြန်တန်းနိုင်ပါတယ်။ယူကရိန်းသမ္မတဗလိုဒီမာဇလန်စကီးကရုရှားနိုင်ငံအတွင်းပိုင်းထိတိုက်ခိုက်နိုင်မဲ့တဝေးပြက်လက်နက်တွေပို့မထောက်ပံ့ပေးဖို့အမေရိကန်နဲ့အနောက်မဟာမိတ်နိုင်ငံတွေကိုတောင်းဆိုထားပြီးအထူးသဖြင့်အမေရိကန်ရဲ့နာမည်ကျော် Tomahawk Cruise ဒုံးကြီးတွေရောင်းချပေးဖို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကိုတိုက်တွန်းထားပါတယ်။ဒါပေမဲ့လက်တလုံးမှာတော့ထရမ့်ကယူကရိန်းရဲ့တောင်းဆိုမှုကိုညှင်းဆို့ထားစေပါ ထရမ်ဟော့တွေဟာမိုင်1500ကျော်လောက်ထိခရီးပေါအောင်ပြန်တန်းနိုင်တာကြောင့်အထိလက်နက်တွေသာရောက်ခဲ့မယ်ဆိုရင်ရုရှားရဲ့မြို့တော်မော်စကိုထိယူကရိန်းကတိုက်ခိုက်ဖို့လက်လန်းမိလာမှာဖြစ်ပါရဲ့ရှင်။ Viva Spain ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားခဲ့တာဖြစ်ပါရဲ့ရှင်။